ကာကြော့ကိုဘယ်သူခန့်တယ်လဲဆိုတာတော့နားလဲသွားပြီနော်နားလဲပြီလားနော်နားလဲပြီလားပြောဒီအဖက်ကိုနားလဲပြီလားကာကြော့ကိုဘယ်သူခန့်တယ်လဲနားလဲပြီလားဘလို့ခန့်တယ်လဲဘယ်သူခန့်တယ်လဲနားလဲပြီလားကာကြော့ကိုကာကြော့ကသူယူချင်တိုင်းယူလို့မရဘူးနော်ဘယ်သူထောက်ကန်ကြာမပါဘဲနဲ့လဲကာကြော့လှုပ်လို့မရဘူးနော်တမရကပဲခန့်ပေးရတယ်ထောက်ကန်ချက်ရှိရတယ်ဘယ်သူထောက်ကန်ချက်လဲကာလုံရဲ့ထောက်ကန်ချက်ရှိတယ် ဥသိမ့်စိန်ခင်မှာဥတန်းရွှေပါတဲ့ကာလုံကာကျုပ်ကြီးဥတန်းရွှေပါတဲ့ကာလုံကနေပြီးတော့ထောက်ခံတဲ့အတွက်ကြောင့်ဥသိမ့်စိန်တံ္မာကြီးကလက်မှတ်ထိုးပြီးလို့ဒုတိယတဆင့်နောက်ထပ်ကာကျုပ်တယောက်ဥမင်းအောင်လိုင်ထွက်လာတာအဲ့ဒီဒီနားလည်မယ်ဆိုလို့ရှိရင်တော့နောက်မှကြော်ပြီးတော့လာမမင်းနေနော်အဲ့ဒီဒီနားလည်မယ်ဆိုရပြီအဲ့ဒါဆိုရင်ကျွန်တော်တို့ကစဉ်းစားကြည့်အောင်2021ခုနှစ်ကြာမှာ လွှဲတာနော်မတ်လ30ရက်နေ့ကြမှာအဲကာကြုတ်ကိုစဖော်တာဟောဦးမင်းအွန်လိုင်းကိုလွှဲတာကျွန်တော်တို့ရွေးကောက်ပွဲကနော်ရွေးကောက်ပွဲက2010ရွေးပောက်ရွေးကောက်ပွဲကနိုဝင်ဘာလ9ရက်နေ့မှာကျင်းပတာနော်နိုဝင်ဘာဒီဇင်ဘာဇန်နဝါရီဖေဖော်ဝါရီမတ် လေးလပဲကြာတယ်လေးလပဲကြာတယ်နော်တမရတက်လာပြီးတော့လေးလကြာတဲ့အခါမှာဦးတန်းရွှေကဦးမင်းအောင်လံကိုတာဝန်လွှဲလိုက်ပြီလေးလပဲကြာတယ်စစဉ်းစားပြီနော်တေချာစဉ်းစားရတာနော်ဟုတ်ပြီဒါဆိုရင်တလေးလအတွင်းမှာယသားစုကပေါ်လာပြီလေးလအတွင်းမှာ ကာကြုတ်တောင်းဝန်လွှဲပါလို့ဖွဲ့စည်းပုံမှာမပါဘူးရ။ယသာစုကပေါ်လာပြီးလေးလာရဲမှာကာကြုတ်တောင်းဝန်လွှဲပါလို့ဖွဲ့စည်းပုံမှာမပါဘူး။ဒါပေမဲ့ဥတန်းဥတန်းရွှေကလေးလာတွင်မှာဘာဖြစ်လို့လွှဲမြဲမြဲဆန်ဆန်လွှဲပေးရတာလဲ။ဟင်ဒီမိုကရေစီအရွေ့ကြီးမှာ तू ကဆက်မဦးဆောင်ပဲနဲ့ဘာဖြစ်လို့ဥမေးအောင်လဲကိုလေးလာတွင်မှာပဲချက်ချင်းလွှဲပေးရတာလဲ။ယသာစုကစပေါ်ပြီးတော့ เนาะအဲ့တော့ကျွန်တော်တို့ကစဉ်းစားစရာကဘာလဲဆိုလို့ရှိရင် तू စိတ်ချရတဲ့အခြေအနေတစ်ခုရောက်သွားပြီဦးသားရှင်စိတ်ချရတဲ့အခြေအနေတစ်ခုရောက်သွားပြီဘာဖြစ်လို့လဲဒီဖွဲ့စည်းပုံနဲ့တွားတယ်เนาะပြီးတော့လွတ်တော်မှာလည်းပဲကြက်ခါရီမဲအများဆုံးနိုင်ပြီးတော့အနိုင်ရသူကိုယ်စင်းနဲ့တက်လာတဲ့လူတွေဖြစ်တယ်စိတ်ချရတဲ့အမျိုးသားကျိုးစည်းပေါင်းကိုကာဝယ်ဆောက်ရှောက်တဲ့သူတွေဖြစ်တယ် နော်နောက်တက်ကဥသိစိတ်ဆိုတာလည်းအရက်သားစစ်စစ်မဟုတ်ဘူးယူနီဘောင်းချိန်လာတဲ့လူတယောက်ဖြစ်တယ်အဲ့တော့ဥသိစိတ်ဒီဖွဲ့စည်းပုံကိုဥတိုက်တယ်ဥသိစိတ်ဒီအမျိုးသားကြိုးစည်းပွားကိုနားလဲတယ်တက်မတော်ရဲ့သဘောတရားကိုနားလဲတယ်ဘတ်စုံကနေပြီးတော့စိတ်ချရတဲ့ဥသိစိတ်ဖြစ်တဲ့အတွက်ကြောင့်ပြီးတော့ဥသိစိတ်နဲ့လက်တွဲမဲ့ပါတီကလည်းကြံ့ခိုင်ရေးပါတီဖြစ်တဲ့အတွက်ကြောင့်ရွေးကောက်ပွဲပြီးတော့လေးလအတွင်းမှာဦးမင်းအွန်လိုင်းကိုဥတန်းရွှေကြီးကတာဝန်ဆွဲလိုက်တာ နော်ဒါကစိတ်ချရပြီလေအချိန်တခုကနော်အဲ့တော့ဒါကတပိုင်းအခုဦးမင်းအောင်လှိုင်ကနောက်ကာချုပ်ကိုဘယ်တော့လွှဲမလဲဆိုတာခံမန်းလို့လွယ်သွားပြီလွယ်သွားပြီဆိုလို့အာကိုကျင်းကဒါဆိုလေးလာတော့လွှဲမလာလို့ပြောနေဦးမယ်မဟုတ်ဘူးဗျခံမန်းလို့လွယ်သွားပြီဆိုတာအဲ့လိုပြောတာမဟုတ်ဘူးအဲ့တော့ဦးမင်းအောင်လှိုင်နေနဲ့ဦးသားရွှေရွှေနေရာနဲ့ပြန်စဉ်းစားကြည့် နော်ဥတန်းရွှေနေရာကနေပြီးတော့ဥမေအွန်လိုင်းကိုကျွန်တော်ကပြန်စဉ်းစားခိုင်းကြည့်မယ်အဲ့တော့ဥမေအွန်လိုင်းကပြန်စဉ်းစားမယ်အခုလာမဲ့တံမရလာမဲ့ဆိုလာမဲ့ရသဆိုရမှာအင်းတကယ်လို့များနော်အိုးဒေါအောင်ဆန်းစုကြည်တို့လိုအရသာစစ်စစ်ထဲကတမရဖြစ်ခဲ့တည်ရှိတော့ပြီးတော့အဲ့ဒီတက်လာတဲ့တမရကလည်းပဲ ဒီမိုကရေစီစစ်စစ်သမရကြီးဖြစ်ခဲ့သည်ရှိတော်နော်အဲ့ဒီသမရတက်လာတဲ့သမရကလည်းပဲနော်ကိုကိုကြီးတို့လိုနောက်တကပြီးသုံးလုံးတွေကလိုနော်အဲ့ဒီလိုဘူမတိကိုမတိကောင်တွေအမျိုးသားကျိုးစည်းဘွားကိုဆင့်မဝင်စားတဲ့ကောင်တွေကသမရတက်လာခဲ့သည်ရှိတော်တေးကြတဲ့ဥတန်းရွှေစဉ်းစားသလိုဥမင်းအွန်လိုင်းစဉ်းစားမှာမဟုတ်ဘူးဥတန်းရွှေစဉ်းစားတာကသူစိတ်ကြပါပြီ အနိုင်ရတဲ့ပါတီကြံ့ခိုင်ရေးနော်ဥသိမ့်စိတ်တူလူနော်အဲ့ဒီတော့နောက်ကာကျုပ်ကလည်းပဲသူစိတ်ကြရတဲ့ဥမင်းအောင်လည်းဖြစ်တဲ့အတွက်ကြောင့်သူကလေးလာတွင်မှချိန်ပေးခဲ့တာတော့ဥမင်းအာဘုံမခွာဆက်တော့ဝါဥမင်းအောင်လည်းကလည်းပဲနောက်ကာကျုပ်ကိုလွှဲဖို့ဆိုတာဥတန်းရွှေကြီးစဉ်းစားသလိုစဉ်းစားမယ်ဆိုလို့ရှိရင် နောက်လေးလာတွင်မဖြစ်နိုင်တော့နော်ကျွန်တော်စဉ်းစားမယ်စဉ်းစားမယ်ဆိုရင်နောက်လေးလာတွင်မဖြစ်နိုင်တော့ ဲ့တော့သူတို့စိတ်ချရတဲ့သူနော်ဥပမာဘိုးချုပ်ကြီးမြာထုံးတက်လာမယ်ဆိုရင်တမရသည်ဘိုးချုပ်ကြီးမြာထုံးဖြစ်လာမယ်ဆိုလို့ရှိရင်နော်အနိုင်အများဆုံးနိုင်တဲ့လွတ်တော်ကိုအများဆုံးတက်တဲ့ကိုယ်စလဲရေတွက်သည်ကြက်ခါရင်းနဲ့တဆညာပဲအများဆုံးတက်မယ်ဆိုလို့ရှိရင်တော့ဦးမင်းအွန်လိုင်းကဥသက်ရွှေစဉ်းစားသလိုတနေ့တွင်းမှာ နောက်ထပ်ကာချုပ်တယောက်ကိုလွှဲပေါ်တေးကြတယ် ဆိုတော့သူကအသက်ကြီးနေပြီလေသူ့ရဲ့ပြီးဦးမေအောင်လည်းအသက်ကိုကျွန်တော်ပြောဖို့မေ့သွားတယ်နော်သူ့သူ့ရဲ့အသက်ကိုပြောဖို့မေ့သွားတယ်အဲ့ဒါက intro စမှာမေ့သွားတယ်နော်အဲ့တော့သူ့ရဲ့အသက်ကိုအရင်ပြောပါဗျာနော်ဦးမေအောင်လည်းရဲ့အသက်ပြောမယ်နော်အဲ့တော့ကာကျော့ရဲ့မိုးနီက1959ဇူလိုင်3ရက်နေ့ပြန်နော်ဇူလိုင်လ3ရက်5 1956ဇူလိုင်လ3ရက် ။ तू က2023အာနာထိန်းတဲ့အချိန်မှာသူ့ရဲ့အသက်က65ဖြစ်နေပြီ။နော်။အဲ့တော့ကျွန်တော်ဒီ DS စင်းတဲ့အချိန်အနေစပြီးတော့အဲကျွန်တော်တို့ကြည့်လို့ရှိရင်သူကစစ်တပ်ကအဲ့ဒီအချိန်မှာ90ဖြစ်နေပြီ။နော်။ဒီ2025ခုနှစ်ဇူလိုင်လ3ရက်နေ့မှာဆိုလို့ရှိရင်သူက69နှစ်ဖြစ်နေပြီအဲ့ဒီအချိန်မှာစစ်တပ်က52နှစ်ဖြစ်နေပြီ ဲ့တော့ तू ကအဲ့အသက်ကြီးနေပြီနော် तू ကနာကအစ်စ်လောက်ပဲနေရတော့မှာအလုတ်လုတ်ခွင့်မရှိတော့ဘူးအဲ့တော့ तू ကနောက်တစ်ယောက်ကိုပြန်ချင်းဖို့ဆိုတာကဦးသန်းရွှေကြီးနေရာကစဉ်းစားမယ်ဆိုလို့ရှိရင်တော့နောက်တက်လာတဲ့ तू ကဘူဂျုံကြီးမြာထိုးဦးလို့လို့စိတ်ချရတဲ့သူတွေဖြစ်မယ်နော်နောက်တကအန်းနဲ့ဟိုကြန့်ခိုင်ရင်းနဲ့တာဆန်ကြပဲအဓိကအများစုပါဝင်မယ်ဆိုလို့ရှိရင်တော့ဦးမင်းအွန်လိုင်းကနောက်ကာကြုတ်ကိုတစ်နှစ်တွင်းမှာလက်လွှတ်အပ်လိမ့်မယ် အဲ့လိုမဟုတ်ဘဲနဲ့နောက်ကကျုပ်နောက်တမရသည်နော်အယက်သားစစ်စစ်ဖြစ်နေမယ်ဆိုလို့ရှိရင်တော့နောက်ကကျုပ်ကမပေါ်နိုင်သေးဘူးနောက်ကကျုပ်ကနောက်ထပ်3နှစ်လောက်စောင့်အောင်မယ်နော်နောက်ကကျုပ်က3နှစ်လောက်စောင့်အောင်မယ်အခုဆိုလို့ရှိရင်ကျွန်တော်တို့လွှတ်တော်တွေကိုမွတ်စလင်တွေနဲ့ပါလာပြီနော်ကျော်သူရဆိုတဲ့အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း FDP ကနေဝင်ရောက်ရှင်ပဲမှာရန်ကုန်တိုင်းเนาะမဲဆန္ဒနဲ့အမှတ်တက်ကနေပြီးတော့သူတွေကို အဲနောက်တခါဒီဒေါအောင်ဆန်းစုကြည်ရဲ့မွေးစားသမီးဝင်းဝင်းနုတို့ရဲ့ပါတီရောအကောလုံးကလွှတ်တော်တဲကိုမွတ်စလင်တွေရောက်လာပြီနော်လွှတ်တော်တဲမှာမွတ်စလင်တွေရှိနေပြီပါလာတော့မှာအဲ့ဒီကကြတော့သူစိတ်ချရတဲ့သူမဟုတ်လို့ရှိရင်ဒီဦးမင်းအွန်လိုင်းကတနှစ်တွင်လွှဲမှာမဟုတ်ဘူးနော်ဒါကကျွန်တော်ကခုနှစ်တက်ကြတဲ့ဦးစန်းရွှေကြီးလုံနီးကြိုင်နီးကိုကျွန်တော်ကစဉ်းစားပြီးတော့ဒါကခံမှန်းပြတာဗျ ¿Qué era